မတ်လလိုမေလလိုနှွေလဲကောင်းနှွေခေါင်ကောင်းကြီးမှာလူကြီးတွေလာမယ်ဆိုလို့ကြောင်းရှိမှာစိုက်ခင်းကြီးလုပ်ပြရတယ်ဘောကမြောင်းကြီးတွေပေါက်ကြဈေးတွေကနေပြီးတော့ပန်းခေါ်ပြီးတွေမုံလာဦးတွေဝယ်ကြမြေကြီးတွေမှာမြုပ်ပြမြုပ်ပြပြီးတော့အပေါ်ကနေပြီးတော့တခါလဲရေတွေကိုတခါလဲတောက်လျှောက်လောင်းပြဘူးစင်ကြီးတွေစောက်ပြဘူးဒီမဒီတဲ့စင်ကြီးတွေမှာဘူးဒီတွေခြောက်နေတဲ့စင်ကြီးတွေမှာဘူးဒီတွေကိုကျဉ်းနှံကျုံတဲ့တုတ်ပြီးတော့တွဲလဲထောင်ပြရတဲ့ခက်တယ် ဒါတွေကိုကျွန်တော်တို့ကအမှန်တရားတွေကိုမဖော်ထုတ်ခဲ့ရင်အဲ့ဒီသမိုင်းကြီးကအမှန်ကြီးဖြစ်နေလိမ့်မယ်။ဆရာတို့ကိုကျွန်တော်တို့ဘာဖြစ်လို့စာရေးခိုင်းတယ်လဲဆိုတော့အဲ့ဒီအမှန်တရားကြီးဆရာတို့အများကြီးကြုံခဲ့ပါဗါတယ်။အဲ့လိုကြုံခဲ့တဲ့အခါမှာဆရာတို့ကနေပြီးတော့ဟေးငါတို့ခေတ်ဒီတုန်းကဒီလိုဒီလိုဒီကြုံခဲ့ပါလားဆိုတာကိုဆရာတို့မဖော်ထုတ်ကြဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်သမိုင်းတောင်းဝင်ကြမှာလဲ။ ကျွန်တော်ကိုမေးเสียရှိတာပေါ့ဟာမင်းဖော်ထုတ်လို့ရလို့လားကွာဒီလိုမေးเสียရှိပါတယ်ကျွန်တော်တို့လည်းဖော်ထုတ်လို့မရတဲ့ခက်တီကြုံခဲ့ပူပါတယ်ဖော်ထုတ်လို့မရတဲ့ခက်တီ ਨੇ ကြုံတဲ့အခါမှာကျွန်တော်မလုပ်တယ်လေကျွန်တော်ရေးတာပေါ့အဲ့ဒီစာရီကိုဒီတိုင်းရေးထားတယ်ရေ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 းစာရီကိုတစ်ထပ်ကြီးရေးထားတယ်ကျွန်တော်တို့အရင်တုန်းကရေးတဲ့ခက်ကြတော့ကွန်ပျူတာမပေါ်သေးပါဘူးမပေါ်သေးတဲ့အခါကျတော့စာရွက်ဒီပေါ်မှာကျွန်တော်တို့ ကလောင်နဲ့မှတ်တမ်းတင်ခဲ့ရတဲ့ခေတ်ဒီပေါ့ဒါယာကြီးတဲမှာမှတ်ခဲ့ရတဲ့ခေတ်ဒီပေါ့အဲ့ဒီခေတ်ဒီကိုကျွန်တော်တို့အများကြီးကြော်ဖြတ်ခဲ့ရတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ကစာစာပေတိုက်တွေမဂဇင်းတိုက်တွေသတင်းစာတက်တွေလိုက်ပို့မယ်ဆိုလဲဘယ်သူတွေကထည့်ရဲမှာလဲအဲ့ဒီအကြောင်းအရာတွေအမှန်တိုင်းကိုကြုံလုံးပြောရမယ်ဆိုလို့ရှိရင်ထိုင်းပြည်ရင်သမီးတော်ဗမာပြည်ကိုရောက်မယ်ရောက်လာတော့မယ်ဆိုတော့အကြောင်းတစ်ကြောင်းပါ ထိုင်းပြည်ရင်သမီးတော်လာလို့ရှိလို့ရှိရင်ထိုင်းပြည်ရင်သမီးတော်အဲ့ဒီเจ้าမှာရှူရှူပေါက်ချင်ပေါက်ဖို့ဆိုပြီးတော့ညာရင်းရင်းစောက်တဲ့ရှူရှူပေါက်ခန်းဟာကွန်ပျူတာခန်းတခန်းစာကုန်ပါတယ်ကျွန်တော်တို့မယောင်ဝါစီလူကြတဲ့အဖြစ်ဒီနော်တကယ်တော့ဗျာတော့သူဟိုတယ်တစ်ခုခုဝင်ပေါက်တော့ဘာဖြစ်မှာမလို့လေဒီเจ้าကိုလာမယ်ဒီเจ้าရောက်လို့ရှိလို့ရှိရင် ထိုင်းဘရင်တင်ပြီးတော့ရှူရှူပေါက်ရင်ရှူရှူပေါက်ဆရာအခန်းမရှိတဲ့ကြောင်းရှူရှူပေါက်ခန်းကြီးကိုညာရင်းချင်းစောက်ဆူပြီးတော့စောက်လိုက်ကြတာမှာတာတာနာနာကြီးကိုစောက်လိုက်ကြတာမှာတကယ့်သိန်းတောင်းသိန်းကိုအများကြီးချီပြီးကုန်တဲ့အခါတွက်ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီကုန်တဲ့ငွေပမာဏသည်ကွန်ပျူတာဂန်းတခန်းတိစောက်လို့ရတဲ့အခန်းဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီကတုံးကမယောင်အောင်စီလူခဲ့ကြတာဒီဒါတွေကိုကျွန်တော်တို့ကဖော်ထုတ်အောင်ကျွန်တော်တို့ကသိတဲ့အသည့်တွေကိုကျွန်တော်တို့က အဲ့ဒီဟာတွေကိုရေးလို့မရတဲ့ခေတုံးကကျွန်တော်တို့အခါတည်းမှတ်တမ်းတင်ပြီးတော့ရေးတာလေအေးရေးလို့ရတဲ့ခေလေးတကယ်လက်ခဏဖြစ်လာတယ်ကျွန်တော်တို့အဲ့ချိန်မှာဝင်တိုးပြီးတော့ရေးတယ်စာတွေရေးတယ်ကျွန်တော်တို့စာအုပ်တွေထွက်ထွက်တာပေါ့အဲ့ဒီချိန်ကတော့ကောင်းကောင်းကောင်းထွက်သွားတာပေါ့ကျွန်တော်ပြောချင်တာကျွန်တော်ရိုးမပေါ်မှာကြားတဲ့မျက်ရည်ဆိုတဲ့ဝတ္ထုလေးကျွန်တော်ရေးပါတယ်ကျွန်တော်အဲ့ဒါဘယ်ချိန်တုန်းကရေးလဲဆိုတော့1988 အရေးတော်ပုံကာလပြီးတဲ့ကာလမှာကျွန်တော်တို့ကြောင်းနေရလဲပိတ်တဲ့ကာလဘာလို့ ਆ မှန်းလဲမသိဘူးအဲ့ဒီအချိန်မှာကျွန်တော်ကကြောင်းလည်းသွားလို့မရကြောင်းလည်းပြန်ပြီးတော့ဖွင့်လို့တက်လို့မရသေးတဲ့အချိန်မှာကျွန်တော်အဲ့ဓာတွေကိုကျွန်တော်အကုန်လုံးကိုယ်ရည်ထဲမှာရှိတဲ့စာတွေကိုကျွန်တော်စာရွက်တွေပေါ်မှာတစ်ခါတည်းအဲ့ဒီဟာကိုကျွန်တော်ချရေးပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ ကျွန်တော်ရန်ကုန်ကိုပြန်ပြီးတော့အပြောင်းရွှေ့ကျောင်းဆရာဘွားထွက်ပြီးရောက်တဲ့အခါမှာအဲ့ဒီစာမူထုတ်လုံးပျောက်ပါတယ်အဲ့ဒီယူမပေါ်မှာကြားတဲ့မျက်ရည်တွေမဟုတ်ပါဘူးတခြားရေးတဲ့စာမူတွေပါအကုန်လုံးမှာပျောက်သွားတာထုတ်လိုက်ပျောက်တာဒါပေမဲ့ဒါဒီဟာစာရွက်တာပျောက်ချင်းပျောက်မယ်ကျွန်တော်တို့ခေါင်းထဲမှာပျောက်နိုင်တဲ့အကြောင်းအရာတွေမဟုတ်ပါဘူး